မလေးရှားရောက်အထောက်ထားမဲ့မြန်မာနိုင်ငံသားတွေဟာဒီလိုအခြေအနေတွေကိုနှေးစင်နဲ့အမျှကြုံတွေ့နေကြရတာဖြစ်ပါတယ်။နှေးစင်မလေးရှားနိုင်ငံရဲ့နေရာအနှံ့မှာဟောရီလိုအပရာစစ်စင်ရေးမျိုးတွေကရှိနေတဲ့အတွက်ကြောင့်မလို့အထောက်ထားမြန်မာနိုင်ငံသားတွေကတွိုင်းလာရင်ဖြစ်စေနေရင်ထိုင်ရင်ဖြစ်စေအလုပ်ထဲမှာဖြစ်စေဟောရီလိုမျိုးဖမ်းဆီးခံရမယ့် NGO ကိုရင်းဆိုင်နေကြရလည်းဖြစ်တဲ့တကယ်လည်းပဲနှေးစင်နှေးစင်ပေါ့နော်မလေးရှားနိုင်ငံရဲ့နေရာအနှံ့မှာအထောက်ထားမဲ့မြန်မာနိုင်ငံသားယာကနန်းထောင်နန်းဒီပါဟာနှေးစင်နဲ့မျှဖမ်းဆီးခံရပါတယ်။ အဲ့တော့ဒီလိုအခြေအနေမျိုးတွေကအခုမှဖြစ်တာမဟုတ်ဘူးအကျမတို့မြန်မာနိုင်ငံ1962 1988အာဏာသိမ်းမှုတွေဖြစ်ခဲကမြန်မာနိုင်ငံမနေထိုင်လို့မလုံခြုံကြတဲ့သူတွေကပေါ့နော်တောခိုရတဲ့သူတွေလည်းရှိတယ်အဲ့တော့အတော်မခုနိုင်တဲ့သူတွေကလည်းပေါ့နော်ဒီမလေးရှားတို့ထိုင်းတို့ဘက်ကိုထွက်ပြေးလာကြရတယ်အဲ့ဒီခေတ်ကကျမတို့မြန်မာနိုင်ငံသားတွေကဒီလိုမလေးရှားနိုင်ငံရဲ့ operation စစ်စစ်ရေးမျိုးနဲ့ကြုံတွေ့လာကြရတာဖြစ်ပါတယ်ဆိုတော့မလေးရှားနိုင်ငံထောင်နေကန့်နေရဆိုလို့ရှိရင်ဒီတရားမဝင်မြန်မာနိုင်ငံသားတွေအတွက်ခုံလုံရ င်းနေရာတွေဖြစ်ခဲ့ကြတယ်ကိုယ်နိုင်ငံလည်းပြန်လို့မရတဲ့အတွက်ကြောင့်လို့ထောင်တွေကနေတဲ့မှာ ခဏခဏနေထိုင်ခဲ့ချရတယ်ပေါ့နော်ဆိုတော့အဲ့လိုအနေထားမျိုးမှာလာကယ်တင်တဲ့သူပေါ့နော်လာကယ်တင်တဲ့သူကဘယ်သူဖြစ်ခဲ့လဲဆိုလို့ရှိရင်ဒါဒုက္ခသည်များဆာမဟာမင်းကြီးများရဲ့ UNHCR ဖြစ်ခဲ့ပါတယ်အဲ့ဒီအချိန်အဲ့ဒီကာလမှာ UNHCR နေပြီးတော့ဒီထောင်လင်ကန့်ရင်တွေကိုလာပြီးတော့မှဒီလိုမျိုးပေါ့နော်မြန်မာနိုင်ငံကနေနေထိုင်လို့မလုံခြုံတော့ဖောက်ပြေးလာရတဲ့သူတွေကိုမက်ဆီနေကောက်ပြီးတော့မှဒီအာဏာပိုင်နဲ့နှိမ့်နိုင်ပြီးတော့မှ UN ကတ်တွေပေးပြီးတော့မှ UNHCR ဒုက္ခသည်ကန့်နေပေါ့နော်တရားဝင်နေထိုင်ခွင့်ပေးတယ်ဆိုတော့အဲ့လို UNHCR ကန့်နေ ေးရှားမှာအာတရားဝင်နေနဲ့ပေါ့နော်နေထိုင်လာချားတဲ့သူတွေအများကြီးရှိတယ်ဆိုတော့ပြီးတဲ့အခါမှာမဟုတ်ပါတော့အပြည့်လဲနေရာချထားရေးစီစဉ်နေတဲ့သူတွေရှိတယ်အချို့ကျတော့ပြည့်လဲနေရာချထားရေးအစီအမရောက်တဲ့သူတွေလည်းအများကြီးပေါ့နော်ဆိုတော့အဲ့ဒီတော့ဒီမလေးရှားနိုင်ငံမှာတရားမဝင်နေထိုင်မှုပေါ့ပေါ့နော် ဖြေရှင်းလို့ရတဲ့အဖြေရှိလားဆိုလို့ရှိရင်တော့ရှိတယ်အဲ့တော့အဖြေကနှစ်မျိုးပဲရှိတယ်ပေါ့နော်နှစ်မျိုးရှိတယ်ဒါပေမဲ့ အသေးချာဆုံးအဖြေကကြတော့ UNHCR ရဲ့အကူအညီရှားတယ်ဆိုလို့ရှင်တော့တေချာတဲ့အဖြေဖြစ်ပါတယ် TVO မှာတော့မလေးရှားနိုင်ငံမှာတရားမှုနေထိုင်မှုနဲ့အမှုရင်ဆိုင်ရပြီးတော့မှ UNHCR ရဲ့အကူအညီနဲ့တရားရုံးတော်ကနေအမှုကတရားသေးလွတ်သွားခဲ့တဲ့အမှုလေးတစ်ခုအကြောင်းကိုကျမက sharing လုပ်ပေးပါမယ်ဒီမှုလေးမှာကျမကိုယ်တိုင်လည်းလူခွင့်ရေးလှုပ်ရှားသူတယောက်အနေနဲ့ပါဝင်ကူညီပေးပြခဲ့တာကြောင့်ကျမကဒီမှာအကူအညီပေးသွားခဲ့တဲ့မှတ်တမ်းလေးတွေကိုလည်းကျမရိုက်ကူးထားတဲ့အတွက်ကြောင့်မလို့ TVO လေးကိုကျမရဲ့မှတ်တမ်းလေးနဲ့အတူတူ sharing လုပ်ပေးသွားမှာဖြစ်ပါတယ် တရားဥတ္တကမဲနေမတိုင်ခင်မှာအမှုအကျွမ်းလာရောက်ကူညီတောင်းတဲ့ညီမလေးရဲ့အထော်ကနေပြီးတော့မှကွာလာလမ်ပူကနေပြီးတော့မှအဲ့ဒီအမှုရင်ဆိုင်ရမဲ့မြို့လေးကိုသွားဖို့ကနေငယ်ဝေးတဲ့အတွက်ကြောင့်မလို့ကျမတို့ကိုဟိုတယ်စီစီပေးမယ်ညအိတ်လာခဲ့ဆိုပြီးတော့မှကန်လိုက်ခဲ့ပါတယ်ဒါပေမဲ့ကျမတို့ကကွာလာလမ်ပူကနေနေဆက်ဒေသတွေအထူးတောင်းမှနှက်အစောကြီးထထွားချတာဖြစ်တဲ့အတွက်ကြောင့်မလို့သူရဲ့အကူအညီကိုရင်းခဲ့ပါတယ် ဲ့တော့ကျမတို့ကမနေ့အစောကြီးထပြီးတော့မှအဲ့ဒီမြို့လေးကိုသွားကြမှာလို့ဖြစ်ပါတယ်။ကျွန်အားကြီးဝေးတဲ့မြို့လေးလည်းမဟုတ်ကြရဲ့။တရားရုံးကလည်းဘယ်9နာရီခွဲ10နာရီလောက်မှတရားရုံးစမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမကမနေ့6နာရီမှာတော့အိယာကနိုးနေပြီဖြစ်ပါတယ်။မနေ့6နာရီမှာကျမသွားဖို့လာဖို့အတွက်ကိုပြင်ဆင်ပါတယ်။ မနက်6နာရီခွဲမှာတော့ကျမတို့ကွာလာလမ်ပူကနေစထွက်လာပါပြီ။ဆိုတော့ကျမတို့အမြန်လမ်းပေါ်ကနေကျမတို့သွားနေတာကတော့ round မြို့လေးကိုသွားနေတာဖြစ်ပါတယ်။ဆိုတော့ဖန်စီခံရတဲ့ညီမလေးကမလေးရှားနိုင်ငံမှာတရားမွန်နေထိုင်ပြီးခါမှတရားမွန်နေထိုင်မှုနဲ့ဖန်စီခံရမှာမဟုတ်ဘူး။သူကအောက်လန်းကနေပေါ့နော်ဒီမြန်မာနိုင်ငံကနေပြီးတော့မလေးရှားကိုတက်လာတဲ့အချိန်မှာပဲ round မြို့လေးကိုဖျက်မှာဖန်စီခံလိုက်ရတာ။ဆိုတော့သူတရားရင်စာရမယ်တရားရုံးကလည်း round မြို့တရားရုံးဖြစ်နေပေါ့နော်။ဆိုတော့အခုကျမတို့က round မြို့တရားရုံးစီကိုသွားနေတာဖြစ်ပါတယ်။ တူတူမလေးဖန်းစီခံလာတာတည်တည်ချင်မှာပဲအဲတော့ဖြစ်သူကနေပြီးတော့မှမြန်မာ community အတိုင်းဝိုင်းနေကသူနဲ့ခင်တဲ့အကိုလေးကိုဆက်သွယ်တယ်ပေါ့နော်အဲ့ဒီအကိုလေးအကြံမေးချင်တဲ့သူကရှင်းနေငှားလိုက်တယ်ရှင်းနေငှားပြီးတော့မှရှင်းနေတဲ့အတူဒီအမှုကအရာရှိ investigation officer ကိုသွားတွေ့ထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာရှင်းနေကသူ့ကိုအကြံမေးတာက ယူနေဆိုင်ရဲ့အကူအညီနဲ့မှဒါလည်းမို့နော်အမှုရင်ဆိုင်လို့ရမယ်လို့ပြောတယ်အဲ့တော့ဒီမှာတစ်ခုပြောချင်တာကလေယူနေဆိုင်ရဲ့ website မှာကဖန်ဆီးခံရလို့ရှင်ဒီဖုန်းနံပါတ်ကိုဆက်ပါဒီ email ကို email ပို့ပါလို့ညင်ညာထားပေမဲ့တကယ်တကယ်လည်းကြတော့ပေါ့နော်ယူနေဆိုင်ရဲ့အကူအညီဒီ community အဖွဲ့အစည်းတွေစီကနေပြီးတော့မှမြန်မာ community အဖွဲ့အစည်းတွေပေါ့နော်အဲ့ဒီအဖွဲ့အစည်းတွေစီကနေမြန်မာစာဖို့တောင်းဆိုပြီးတော့မှ channel လက်နဲ့ပေါ့နော်စာဖို့တောင်းဆိုတော့ဖုန်းဆက်ပြီးအကူအညီတောင်းဒီအဖွဲ့အစည်းတွေထားခံပြီးတော့မှဒါလည်းမြန်မာယူနေဆိုင်ကအကူအညီလာဖြစ်တယ်တကယ်တကယ်ပေါ့နော် personal အရာဆက်သွယ်လို့ရှင် ညနေဆရာမကူညီဘူးเนาะဒီလားအဲ့ဒီတော့ကြောင့်မလို့ဒီအဖွဲ့အစည်းတွေရနေတယ်တွားရတာဖြစ်တယ်ပေါ့เนาะဆိုတော့အဖွဲ့အစည်းတွေအဲ့တော့အဖွဲ့အစည်းတွေကြီးကစာရလဲပေါ့เนาะဒီနေ့တစ်ခါလဲပို့ရတာမျိုးမဟုတ်ဘူးပေါ့เนาะအဲသူတို့တော်တော်လေးတွန်းရတယ်အတော်လေးတွန်းမှသာလေးပေါ့เนาะယူနေဆရာကအပြင်ပြေးဖို့အလိုဆုံးဖြတ်တာမျိုးဖြစ်တယ်ပေါ့เนาะမြန်မာနိုင်ငံမှာ2022ခုနှစ်ဖေဖော်ဝါရီတရက်နေ့ပေါ့เนาะဆင်အနာသိန်းတဲ့နောက်ပိုင်းကနေစပြီးတော့မှဒီမလေးရှားတို့ထိုင်းတို့ပေါ့နော်ထွက်ပြေးလာတဲ့သူတွေများတယ်အောက်လန်းကနေပေါ့နော်တရားမွန်လန်းချောင်းတွေထွက်ပြေးလာတဲ့သူတွေများတယ်အထူးသဖြင့်စီလီယံဝန်ထမ်းတွေ ာလှူရှာသူတွေပြီးတဲ့အခါမှာလူခွေပုံစံမျိုးစုံနဲ့ချိုးပေါက်ခံရတဲ့သူတွေပေါ့နော်ဒီလိုမျိုးထွက်ပြေးလာတာများတယ်။အဲဒီထဲမှာပေါ့နော်2024ထဲမှာလည်းပဲ2024ရောက်မှထွက်ပြေးလာတဲ့သူတွေလည်းရှိတယ်။အဲဒီထဲမှာမှာပေါ့နော်ဒီလူခွေချိုးပေါက်ခံရပြီးတော့2021 2022 2023အခု2024အကုန်ထိပေါ့နော်လူခွေချိုးပေါက်ခံရမှု၄နှစ်နော်။အဲ့လေနေအတွင်းမှာပုံစံတစ်မျိုးပေါ့လားဆာနာဆာရဲ့လူခွေချိုးပေါက်ခံရမှုကြောင့်ပေါ့နော်ဒီမလေးရှားကိုအခုမှထွက်ပြေးလာနိုင်တဲ့မြန်မာလေးတယောက်ပေါ့နော်အာပြည်ပြည်နေရပေါ့ဆိုတော့သူက ပေါ့မလေးရှားကိုအောက်လန်ကအဝင်မာတွေကိုဒီပဟန်းပြည်နယ်ကိုရောက်တဲ့ပဟန်းပြည်နယ်ကိုဖျက်ပေါ့နော်မလေးရှားထဲဝင်လာပြီးပဟန်းပြည်နယ်ကနေဒီမှာဒီကွာလာလမ်ကိုလာမှာဆိုတော့အဲ့ဒီပဟန်းပြည်နယ်အရောက်မှာဖမ်းခံရတယ်အောက်လန်ကိုလာလာချင်းပဲပေါ့နော်အဲ့လမ်းလမ်းမလမ်းမတွေဖမ်းခံရတဲ့သဘောမျိုးပေါ့မလေးရှားမှာနေနေပြီးမှဖမ်းခံရတာမဟုတ်ဘူးပေါ့နော်ဆိုတော့အဲအဲ့ဒီအမှုပေါ့နော်အဲ့ဒီအမှုကိုဒီတူတော်ကပေါ့နော်ဒီ9ရက်နေ့တိုးမာလ9ရက်နေ့မှာကျောင်းကိုပြည်လာကြောင်းနဲ့ NDOC International Malaysia ရောက်ပြည်လာကြောင်းနဲ့ Twitter တောင်းတော့အဲ့ဒီနေ့မှာပဲကျွန်တော်တို့ကသူ့တော်ကိုအဆက်လက်တည်ယူရဲအင်တာဗျူးရဲပြရခါမှာဘယ်လိုလုပ်ရမလဲဆိုတဲ့အကြံဉာဏ်တွေပေးရပါတော့။အဲ့ဒီနေ့ကအဆက်လက်ပစုံတဲ့အတွက်ကြောင့်ကျွန်တော်တို့ဆာမတင်ပြဖို့အဲ့တော့ပေါ့နော်နောက်ရက်မှကျွန်မစတင်လိုက်တယ်ယူနေစီအောင်။အဲကျွန်မစတင်တာခုနှစ်ရက်နေလားရှင်းနေလားကျွန်မတို့ဆောင်မှတ်ပြီးတော့ဆိုတော့အဲ့ဒီနေ့မှာကျွန်တော်စတင်လိုက်တယ်စတင်လိုက်တဲ့အချိန်မှာ team ကို unit ဆရာကပေါ့နော်အာဒီဒီမလေးရဲ့လူခွေချိုးပေါက်ခင်ကပုံစံတစ်မျိုး ဲ့တော့အကောင်ဝယ်ပေးပေးတဲ့သူပေါ့နော်လုံးဝ emergency နေနဲ့ကိုအကောင်ဝယ်ပေးတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ယူနိဆီယာက12ရက်နေ့မှာဖုန်းခေါ်လာတယ်12ရက်နေ့မှာဖုန်းခေါ်လာပြီးတော့မှသူတို့ဒီပို့လိုက်ပါမယ်လို့ပြောလာတယ်ပေါ့နော်ပြောလာပြီးတော့မှနောက်ကအဲဒီ16ရက်နေ့ပေါ့16ရက်နေ့ရောက်တဲ့အခါမှာချက်ပြီးတော့ပြောတယ်အာပြီးတော့မှဒီအခုကိုသူတို့ရှင်းနေသပေးမယ်ပေါ့နော်အဲဒါပေမဲ့ကျမတို့အခု20ရက်နေ့တရားရုံးချိန်ပေါ့နော်20ရက်နေ့တရားရုံးချိန်မှာတော့ဒီဒီမလေးအတော်အားနေပေါ့နော် ော့ရှင်းနေငားထားတယ်ရှင်းနေငားထားရဲ့အတွက်ကြောင့်မလို့ယူနိဆီယာရှင်းနေရတော့မလို့ဆက်မလာသေးဘူးသူရဲ့ရှင်းနေရှိနေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါပေမဲ့အာကျမတို့ယုံနေတယ်ယူနိဆီယာကလည်းကျမတို့ယုံနေတယ်အာဒီတရားရုံးတက်တက်ပေးပါဒီအခါမှာချစ်ကလေးပါလေးကိုဝေမခံဖို့ပေါ့နော်အာဒီတရားရုံးမှာဝေမခံဖို့ပြောပေးပါမခံရဘူးပေါ့နော်ဒီအဖြစ်မရှိဘူးတရားမနေထိုင်တာတရားမမြောက်လာတာအဖြစ်မရှိဘူးဆိုတော့ပြောရပါသူတို့ကောက်ွက်ပေးမယ်သူတို့ပေါ့နော်ဒီကောက်ွက်လေးဒီကလေးပါလေးကိုတရားရုံးကနေ တရတည်ပေါ့နော်။ပြောင်းဖို့အတွက်သူတို့ကောက်ွက်ပေးမယ်။သူတို့ကောက်ွက်ဆောက်ရှောက်မှုနဲ့ UNICEF ကောက်ွက်ဆောက်ရှောက်မှုနဲ့ဒီကိစ္စလေးကောက်ွက်ပေးဆိုပြောလာတယ်။အခုကတော့ကျွန်တော်တို့ဘယ်လောက်ထိကြာမလဲကျွန်တော်တို့မပြောတတ်ဘူး။အရှိကအမှုတွေမှာလည်းပေါ့နော် UNICEF ကောက်ွက်ပေးမှုတွေတိုက်ပေးတဲ့အမှုတွေမှာလည်း6လကြာတဲ့အမှုတွေရှိတယ်။အပေါ်နော်ဒီမြန်တဲ့အမှုတွေလည်းရှိတယ်။အဲ၄၅ရက်လောက်ပဲကြာတယ်။တရားရုံးပေါ်ပူကြည့်ပြီးတော့မှ၄၅ရက်လောက်ပဲကြာတဲ့အမှုတွေလည်းရှိတယ်။ရက်60နှစ်လကြာတဲ့အမှုတွေလည်းရှိရဲပေါ့နော်။ဆိုတော့ဒီအမှုကဘယ်လောက်ထိ ကြာမယ်ဆိုတော့ကျွန်တော်တို့မပြောတတ်ဘူးဒါပေမဲ့ UNHCR ပါလာပြီဆိုလို့ရှိရင်တော့အခုတွေကတရက်တည်းလွတ်တာများတယ်ပေါ့နော်တရက်တည်းလွတ်တယ် UNHCR လည်းပေါ့နော် UNHCR ရှေ့နေရာလည်းတော်တော်လေးတော့ရှောင်လဲချက်ပေးရတယ်ဒါပေမဲ့သူ့မှာလူခွေချိပေါခင်ရတဲ့အထောက်အထားခိုင်းလုံးပေးဆိုရင်တော့ဂျိန်းတွေပေါ့သူတို့ဟာတရားရုံးကနေတရက်တည်းလွတ်တယ် UNHCR ကောင်ဆောက်ရှောက်မှုနဲ့အတူပေါ့နော်တရားရုံးကနေတရက်တည်းလွတ်ပါတယ်ဒါကဘာလဲဆိုလို့ရှိရင်လူခွေရရပေါ့ဆောက်ရှောက်ပေးတာပါ Human Rights ကိုကံပြုတော့မှာပဲဒီ UNHCR ရှေ့နေကလည်းတရားရုံးမှာရှောင်လဲချက်ပေးတာဖြစ်ပါတယ် အနက်9နာရီမထိုးခင်မှာပဲကျမတို့ရောင်းမြို့ရဲ့တရားရုံးကိုရောက်ပါတယ်တရားရုံးကမြို့ရဲ့အမြင့်ဆုံးကုန်းမြင့်လေးပေါ်မှာရှိပါတယ်ဆိုတော့မြို့လေးကိုဒီတရားရုံးပေါ်ကနေလှမ်းကြည့်လို့ရတယ်ပေါ့နော်မြို့လေးကတည်တည်လေးပါမြို့လေးကအေးအေးချမ်းချမ်းလေးနဲ့တောင်ပေါ်မြို့လေးလည်းဖြစ်တယ်ဒါတိရုကလည်းအေးစိမ့်စိမ့်လေးနဲ့နေလို့ကောင်းတယ်ပေါ့နော်ဒါ9နာရီဆိုတဲ့အချိန်မှာတော့မနေသိမ့်ထွက်သေးဘူးပေါ့နော်ဆိုတော့မြို့လေးကအေးအေးချမ်းချမ်းလေးနဲ့တော်လေးကိုချစ်ဖို့ကောင်းတဲ့မြို့လေးဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့တရားရုံးတော့ရောက်တဲ့အချိန်မှာကျမကလည်းအင်ဂျင်နီယာဖွဲ့တစ်ယောက်ဖြစ်တော့ဒီအဆောက်အအုံကလည်းပေါ့နော်ခက်ခဲနန်းနားရှိတဲ့ဝဝနဲ့အစား ကလည်းစမ်းနေတဲ့အတွက်ကြောင့်မလို့ကျမဒီအဆောင်ကိုလေ့လာဖြစ်တယ်ပြီးရောက်ခါမှာဒီအဆောင်ကြီးရေပေါ့နော်ဒီ common trust root ပေါ့နော်အဲ trust root ကိုတုံးထားတဲ့အနေထားမှာ concrete trust root ကိုကျမတို့တွေးရရှာတယ်။ concrete trust root ကိုတုံးထားတော့အဲကျမဒီ trust root ကိုစိတ်ဝင်စားနေတဲ့ဒေတာလေး ီဒီယိုလေးရိုက်ထားဖြစ်တယ်ပေါ့နော်ဆိုတော့ပြတ်တဲ့အခါမှာဒီမှာဆိုလို့ရှိရင် disabled person တွေပေါ့နော်မတန်ဆန်းတဲ့အတွက်ကိုရှောက်လန်းလေးကိုလည်းပဲဒီတရားဟုံးရဲ့ရှေ့မှာထည့်ပေးထားအမြင်ရလိမ့်မယ်ပေါ့နော်ဒါကျမတို့ developed country တွေမှာဆိုလို့ရှိရင်ဒီလိုရှောက်လန်းလေးတွေပေါ့နော်တကယ်ကို public space တွေမှာကျွန်တော်တို့တွေ့ရပါတယ်အဒီမှာဆိုလို့ရှိရင်လည်းမလေးရှားနိုင်ငံအလံတော်ပေါ့နော်အလံတော်နဲ့ပြည်နယ်အလံပေါ့နော်ဒါပဟန်းပြည်နယ်ရဲ့အလံတော်ကိုတွဲပြီးတွေ့ရတယ်မလေးရှားကလည်းဒါ federal စနစ်နဲ့ရှိနေတဲ့နိုင်ငံပဲဖြစ်တယ်ဒါပေမဲ့သူကထူးခြားတာကတော့ဒီ head of state ဒီဘရင်ဖြစ်တယ်ပေါ့နော်ဘရင်ကိုးပါးနဲ့အုပ်ချုပ်တာဖြစ်ပြီးတော့ ဟာတော့ government ကမှပေါ့နော်ဒီဝင်ကြီးချုပ်ဖြစ်တယ်ပေါ့ဆိုတော့ Malaysia ကလည်း federal စနစ်ပါအဲ့တော့တရားရုံးကတော့10နိုင်ခွဲမှစတယ်10နိုင်ခွဲမှစပြီးတော့မှာပေါ့နော်ဒီမြန်မာလေးကိုဝင်မခံမှုနဲ့ပေါ့နော်အဲဆွဲရှိရှိနဲ့ကျမတို့တရားရင်ဆိုင်မဲ့လောလွတ်မှာဒီမှာနိုင်မပြန်အောင်ဦးစိတ်မပူနဲ့ပြောပြောပြီးတော့မှာပေါ့နော်အဲတရားရင်ဆိုင်ထားတယ်တရားရင်ဆိုင်တော့မြန်မာလေးနဲ့အတူပေါ့နော်တခြားသူမြန်မာတွေလည်းပါတယ်ဒါပေမဲ့ UNHCR ရဲ့အကာအကွယ်သည်ဒီမြန်မာလေးတယောက်တည်းကိုပဲပေးထားတာဖြစ်တယ်ပေါ့နော်ဒါအင်မတန်ဝမ်းနည်းစရာကောင်းတဲ့အချက်လည်းဖြစ်ပါတယ်ဆိုတဲ့အခါမှာ ျန်တဲ့လူတွေကတော့ဝင်ခံပြီးတော့မှာပေါ့နော်တရားရင်ဆိုင်မှုအင်အားလည်းမရှိတဲ့အတွက်ကြောင့်မလို့ကိုယ့်ဟာလည်းကိုယ်တရားရင်ဆိုင်ရမယ်ဆိုလို့ရှင်လည်းရှင်းနေခါခါအင်မတန်စည်းကြီးတယ်ပြီးတော့ခါမှာရက်ပေါင်းများစွာရင်ဆိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်တရားဝန်ကလည်းတရားရုံးချင်းကလည်းတစ်ချိန်နဲ့တက်ရမှာမဟုတ်ဘူးအချိန်ချင်းတက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့လည်းကိုချင်းမရှိနေဘူးဆိုတဲ့အတွက်ကြောင့်မလို့ပေါ့အဲတော့ကျန်တဲ့လူတွေကတော့ဝင်ခံရတယ်ယောက်ျားလေး9ယောက်မိန်းကလေးအမျိုးသမီး၄ပေါ့နော်နောက်ထပ် မသမီးလေး၂ယောက်၃ယောက်ရှိသေးတယ်ဆိုတော့အဲ့ဒီအတွက်ကြောင့်မလို့ပေါ့နော်ယူနေဆီယာရဲ့အကောင့်ဝင်ဒီဒီညီမလေးတယောက်ထဲဝင်ပေးတာဖြစ်တဲ့ကြောင့်မလို့ဒီညီမလေးကတော့တရားဝင်ချင်းနဲ့ချင်းမိတစ်ချင်းပေါ့နော်အရှင်းနေရရှောင်းလဲချက်တွေပေးပြီးတော့မှယူနေဆီယာအထောက်ထားပေါ့နော်ဒီ UNA ဆီယာကတ်ပေါ့အရရှိရောမှဒါလေး UNA ဆီယာနံပါတ်ပေါ့နော် registration နံပါတ်ထွက်လာမှဒါလေး UNA ဆီယာဘက်ကနေလည်းအားဒီလိုအကူအညီနဲ့အတူပေါ့နော် အား ကူညီတွေပေးတယ်ပြီးတော့မှရှေ့နေကလည်းပဲသူနဲ့သက်ဆိုင်တဲ့အချက်လက်တွေကိုပေါ့နော်ဒီရှေ့နေကလည်းတရားဟောတော်မှာရှောင်းလဲချက်ပေးတယ်ဒီလိုမှတာလည်းပေါ့နော်ဒီအမှုကနေတရားတွေလွတ်မှာဖြစ်ပါတယ်ဆိုတော့ဒီညီမလေးကတော့ဒါပေါ့နော်ကျွန်တော်အခုတွားရောက်ကူညီတာနိုဝင်ဘာ20ရက်နေ့နိုဝင်ဘာ20ရက်ကနေပြီးတော့နောက်ထပ်ဒီဇင်ဘာ19ရက်နေ့မှာမှတရားရုံးချင်းတစ်ခါထပ်ပြီးရတလားအကြပေါ့နော်ပြီးတော့ခါမှမှဒီဇင်ဘာကနေပြီးတော့ဇန်နဝါရီ20ရက်နေ့နောက်တလားကြာညီမလေးတစ်ခါထပ်ပြီးရဆိုတော့နောက်တစ်ခါကျတော့ February 25ပေါ့နော်ရုံးချင်းတစ်ခါထပ်ပြီးနောက်က April 17ရက်နေ့အထိရောက်မှသာလေ င်ပေါ့နော်တရားဥတော်ကနေပြီးတော့မှနောက်ဆုံးအမိန့်ချအမိန့်ချပြီးတော့တရားသင်လွတ်လာတာဖြစ်တယ်အဲ့တော့ဒီညီမလေးကဒီမှာဆိုလို့ရှိရင်ပေါ့နော်တရားဥချင်းကဘယ်နှချင်းတက်လိုက်ရလဲဆိုတော့၅ချင်းတက်လိုက်ရတယ်ဒါနဲအောင်လို့ပြောလို့ရတယ်နော်အချို့လူတွေဆို၅ချင်းမကောင်းတရားရုံးချင်း၅ချင်းတက်ပြီးမှသာလေပေါ့နော်ရှင်းနေပါကလည်းအချိန်ချင်းခြောက်လဲစတဲ့ပေးပြီးတော့မှယူနေစီရနေနေအစာသားလာတယ်အများကြီးလောက်ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမှသာလေပေါ့နော်ဒီ တရားဟန်ကလည်းတရားသင်ထွက်တာဖြစ်ပါတယ် community အဖွဲ့အစည်းရောဒီပေါ့နော်အခုကျတော့သူ့ရဲ့ကိုယ်ပိုင်ရှင်နေဦးဒါမှမဟုတ်လို့ရှင်လည်းယူနေစီယာရှင်နေပေါ့နော်အဲ့လိုမျိုးပေါ့နော် ဟိုတရားဝင်ချိန်တိုင်းတရားဝင်ချိန်တိုင်းမှာကျမတို့ဘက်ကနေလည်းတွန်းရတာရှိရပေါ့နော်ဆိုတော့ရွှေနှိပ်စီရနဲ့ကျမတို့ဘက်ကနေဖုန်းနဲ့ဖြစ်စီ email စာတွန်းလာနေဖြစ်စီတိုင်းအဲ့ဒီတောက်လျှောက်ဆက်သွယ်နေရတယ်ပေါ့နော်ဆက်သွယ်နေရတယ်အဲ့လိုမှဒါမျိုးပေါ့နော်ဘပောင်းဆောင်နေတွန်းမေးမှဒါမျိုးအမှုကမြင်းမြန်ဆန်ဆန်နဲ့လွန်မြောက်တာဖြစ်ပါတယ်ဆိုတော့အခါမှာအဲ့တော့ဒီအမှုလေးကတော့ April 17ရက်နေ့မှာအမှုကနေညီမလေးကတရက်တည်းလွတ်လာခဲ့တဲ့အမှုလေးဖြစ်ပါတယ် ဆိုတော့ခါမှာဒီမှုလျာဆိုလို့ရှိရင်လည်းကျွန်မ NGO စီ International Malaysia ရုံးမှနိုင်ငံဆိုင်ရာတာဝန်ခံအနေနဲ့ဘောတော့ဒီလူခွေရင်လှရှာသူတယောက်အနေနဲ့ကျွန်မနောက်ဆုံးကူညီပေးခဲ့တဲ့အမှုလေးလည်းဖြစ်ပါတယ်။ဖန်စီခံရတဲ့အချိန်ကနေစပြီးတော့မှစုစုပေါင်း163ရင်းတီတီတရားရင်ဆိုင်နေရတဲ့အမှုလည်းဖြစ်ပါတယ်။ ါကတော့ကျမရဲ့နောက်ဆုံးကူညီပေးဖြစ်ခဲ့တဲ့မှုလေးကိုကျမကဘောနော်ဘယ်လိုလုပ်လို့ရှိရင်ဘယ်လိုမျိုးပေါ့နော်တရားဥပဒေကလည်းတရားသေးလွတ်နိုင်လဲဆိုတဲ့နည်းလမ်းကိုကျမပြောပြတာဖြစ်ပါတယ်ဆိုတဲ့အခါမှာအဲ့တော့မဖြစ်မနေတော့ဘောနော်အခွင့်အရေးတရားနေကိုတစ်စက်အခုရင်တောင်းအောင်မှလည်းဖြစ်တယ်ဆိုတာလေးကိုတော့ဒီမှာပြောပြချင်ပါတယ်ဒီနေရာမှာတော့ UNHCR ကအမှုရောင်းကိုကောင်းွယ်ပေးတာမဟုတ်ဘူးဆိုတာလေးကိုလည်းသိစေချင်ပါတယ်အဲကျမတို့ဘလောက်ပဲတွန်းတွန်းသူအခုညီမပေးချင်တယ်မှုဆိုအခုညီလုံးဝမပေးပါဘူးဆိုတော့ UNHCR ကိုကျမတို့အမှု10ခုအလုပ်ရှိရင်နှစ်မှု3မှုလောက်တော့သူတို့ကု ူညီပေးပါတယ်အမှုတိုင်းကိုတို့အကူအညီမပေးပါဘူးဆိုတာလေးကိုလည်းတပါးလေးသိထားစေချင်ပါတယ်ရှင်။